အပစဝိုင်းရစာမှာတော့မြို့တမျိုးကိုလင်းမြန်နေကတိုက်ခိုက်နေတာကြောင့်မြို့ကြီးကလည်းမိရဆွဲကမြို့သူမြို့သားတွေကလည်းထိတ်လန့်စွာပြေးနေရကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်။ဒီချိန်မှာပဲတားမိနေရပြေးနေရကိုတွေ့မြင်မှာဖြစ်ပြီးတော့အမေဖြစ်သူကရှေ့ကမိပုံထဲမှာလျှော်သွားတာကြောင့်လူတယောက်ရဲ့လက်လက်ကလည်းထွက်လာကအဲ့ဒီကလေးကိုမိတွေဝိုက်သွားတာကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ဇလန်းကလည်းယခုလက်ရှိတိုးချုံမြို့ကိုရောက်လာပါတယ်။အဲ့ဒီနောက်တွေ့ရှိနေရတဲ့ကောင်လေးကတော့အသက်38နှစ်ရှိပြီးတော့ကောလေးပီးတာနဲ့စားချောက်ချုပ်ထားတဲ့အလုံးမှလုံနေပြီးတော့ယာရုတို့အောင်မဲ့စဉ်းစားနေရဆိုပြီးပြောလိုက်ပါတယ်။ အဲဒီနောက်သူမှလိုအပ်နေတာကလည်းရည်စားတယောက်ဖြစ်ပြီးတော့ဒါပေမဲ့သူကလည်းရည်စားမရှိရင်ပြဿနာမတက်တာပေါ့ဆိုပြီးတော့သူကိုယ်ကိုယ်သူဖြေသိမ့်လိုက်ပါတယ်အဲဒီချိန်မှာပဲတာမူလာတို့ခေါ်တဲ့ကောင်လေးကဆံပိုင်းလို့ခေါ်လိုက်တာကြောင့်သူကလည်းနောက်ကျသွားတဲ့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်ဘကောင်မလေးကိုဆံပိုင်းရဲ့နာမည်ကစာသူလူဖြစ်ပြီးတော့ဒီကောင်မလေးရဲ့နာမည်ကမီဟိုဆိုပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်စာသူလူကလည်းအော်ဒီကောင်နေ့လက်ထပ်ပွဲအတွက်ငါကိုလာပြီးတော့ကြံကြံတောင်းတာထင်တဲ့ကောင်ကောင်လေးပြောပေးလိုက်အောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်သူတို့ကလည်းဘေးကဆိုင်နဲ့ဆိုင်ကိုသွားမယ်ဆိုပြီးတော့ခေါ်တာကြောင့်သွားဖို့လုပ်တဲ့လမ်းမှာပဲ ူတယောက်ကသားခံပြီးတော့ပြေးလာတာကြောင့်သူကလည်းတာမူရာကိုထိမှဆိုလို့ဘေးကိုဆွဲလိုက်ပြီးတော့သူဝင်ခံလိုက်တဲ့အချိန်မှာတော့ဒါသမားကလည်းသူ့ကိုသားနဲ့ထိုးသွားပါတယ်။အဲဒီနောက်သူမသေးခင်ခံစားရတဲ့အရာတွေကလည်းစကေးတွေကိုတက်မြောက်သွားပြီးတော့အပူဒဏ်ခံနိုင်တဲ့စကေးတွေသွေးမရှိပဲနေနိုင်တဲ့စကေးတွေအစားစီစကေးတွေကိုရသွားတာကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်။အဲဒီနောက်ဆာတရူကလည်းသူရဲ့ခံရတဲ့ကနေ hard disk ကိုထုတ်ပြီးရတဲ့ကွန်ပျူတာကိုရေချိုးခန်းနဲ့ပြစ်လိုက်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့ဆာတရူတယောက်အနေနဲ့အပူအေးဆွမ်းနေပါနှစ်ခုလုံးရနေတာကိုတော့တွေ့မြင်နေရ မာပဲဖြစ်ပါတယ်။တာမူရာကလည်းစံပိုင်ကိုဒီမျိုးလေးနဲ့ချိတ်ပေးမလို့ရှိသေးရဲ့လို့ပြောလိုက်တာကြောင့်စံပိုင်ကလည်းမင်းသားဒီကောင်မလေးကိုပြောရှောင်ထားပေးပါကွာဆိုပြီးတော့နှုတ်ဆက်သွားပါတော့တယ်။အဲဒီနောက်စာသူတယောက်ကလည်းအခန်းတခန်းထဲကိုရောက်လာကသူ့အနေနဲ့မျက်လုံးဖွင့်လို့မရပဲနဲ့ရှေ့မှာလည်းကြောက်တုံးကြီးနှုတ်တုံးရှိနေတာကြောင့်စေယုံတော့မဟုတ်ဘူးပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူ့အနေနဲ့အပင်တပင်ကိုထိမိရဲဆိုတဲ့ခံစားရတာကအဲဒီအပင်ကလည်းသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအခွဲပြောက်သွားတာကိုတော့တွေ့မြင်လာမှာပဲဖြစ်ပါတယ်။အဲဒီနောက်သူကိုယ်သူ့ slime ဖြစ်ပြန်လေဝင်စားလာတာဆို တာကိုသိပြီးတော့ငါလို့ခန့်ညားတဲ့ယောက်ျားလေးကဘာလို့ဒီလိုကောင်ဖြစ်လာရလဲဆိုပြီးတော့ညင်ညူနေပါတယ်။ဒါနဲ့နောက်သူလေးလှုပ်ရှားမှရှိတာကြောင့်အပင်တွေကိုပဲ live ပြီးတော့စားနေရတာကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်။အဲ့နောက်သူအနေနဲ့အဲ့ဒီလိုစားလိုက်တဲ့ပင်တွေကပဲရောက်သွားတာလဲဆိုပြီးတော့ scale ကိုမေးလိုက်တဲ့အချိန်မှာတော့ scale ကလည်း scale ကလည်းဒီတန်းရေကတုံးလို့မရတာနဲ့မတုံးလို့မရတာတွေကိုခွဲပြီးတော့အခုစားနေတဲ့ပင်တွေကလည်းနာကျက်ရာတွင်းတုံးတဲ့ဆေးပင်တွေဖြစ်တာကြောင့်အတုံးဝင်နိုင်တယ်ဆိုက slime ကလည်းဓာတ်ရည်စုနေရကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်။အဲ့နောက် slime ကလည်းဒီတက်ထွေကြီး ကိုကောဆုလို့ရလားဆိုတော့စကီကလည်းဒီတက်သူကြီးအနေနဲ့မော်ဆွမ်းအားတွေပြည့်စံနေတဲ့နေရာမှာသာထွက်လိရှိပြီးတော့အရန်ကိုတန်ဖိုးကြည့်ပါတယ်လို့ပြောလိုက်တာကြောင့်သူကလည်းအဲ့ဒါကိုကတခါလေးယူလိုက်ပါတယ်အဲ့လိုအလုံးချုပ်နေရင်နဲ့ခြေချောချသွားကလေကတွေကနဲ့ရေထဲကိုပြုတ်ကျသွားတာကိုတွေ့မြင်မှာဖြစ်ပြီးတော့ slime ကလည်းငါးဘွားကဒီဘွားလည်းဒီလိုနဲ့အဆုံးသတ်အောင်မလားဆိုပြီးတော့တွေ့လိုက်တဲ့အချိန်မှာတော့အသက်ရှူရနေတာကိုတွေ့လိုက်ပါတယ်အဲ့နောက်သူကလည်းလေတွေကိုစုကရေဘူးပန်းလိုလုပ်ပြီးတော့ထွက်လာတာကြောင့်အရှင်မြင့်ကတခုခုကိုဝင်တိုက်မိပြီးတော့သူအနေနဲ့ဘာမှမခံစားရတာကိုသိသွားပါ ါတယ်အဲဒီချိန်မှာတော့သူတွေနဲ့တဆရာကိုင်းတို့တမ်းမိတ်ကိုသာခံရပြီးတော့တဆရာကိုင်းတို့ကိုပြန်ပြီးတော့ကုသနေရဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်အမောင်တွေကနေတစုံတယောက်ကစလိုင်းကိုစကားပြောနေရကိုတော့တွေ့မြင်နေရမှာဖြစ်ပါတယ်အဲဒီချိန်မှာတော့ဟိုကလည်းမင်းငါပြောတဲ့စကားတွေကိုကြားရတယ်မလားကြားရင်ပြန်ပြောလေကွာဆိုပြီးပြောလိုက်တာကြောင့်စလိုင်းကလည်းဟာငါ့မှာဗဇက်မှမရှိရဘယ်ပေါက်ကနေသွားပြောရမှာလဲဆိုပြီးမေးလိုက်ပါတယ်အဲဒီချိန်မှာပဲစကားပြောဖို့ပြောနေရကြောင့်ဟိုကလည်းနားကြီးလိုက်တာငါယုံမသားကြီးဆိုပြီးပြောလိုက်တာကြောင့်ဟိုကောင်ကလည်းစိတ်တူသွားပါတယ်အဲဒီချိန်မှာတော့ရိတ်ထဲကောင်ကလည်းအော်ငါက ကနှစ်ကြာကြီးမှဒီတဲကိုဝင်လာတဲ့လူသားတယောက်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်တဲ့အခုတော့ဒီလိုမဟုတ်တော့ဘူးလို့ပြောလိုက်တာကြောင့် slime ကလည်းတောင်းပန်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံကိုခမကြားနေရတာမသိလို့ပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အဲ့ဒီကောင်ကလည်းသူ့ကိုမမြင်ရတာကိုသဘောပေါက်ပြီးတော့ငါမင်းကိုမြင်အောင်လုပ်ပေးမယ်ဒါပေမဲ့အပေးယူနေတဲ့ငါ့ကိုမကြောက်ဖဲနဲ့ငါနဲ့စကားပြောရမယ်လို့ပြောလိုက်တာကြောင့် slime ကလည်းလက်ခံလိုက်ပါတယ်အဲ့ဒီနောက်သူ့ကိုမှော့အမြင်ဆိုတာသင်ပေးလိုက်ပါတယ် slime ကလည်းအဲ့ဒီဟာကိုလှုပ်ကြည့်လိုက်တဲ့ချိန်မှာတော့တန်းပြီးတော့တမြောက်သွားကဘေးဘက်ဝင်းကျင်မှာရှိတဲ့အရာတွေကိုလည်းတွေ့ရပါတယ်အဲ့ဒီချိန် ချိန်မှာတော့သူ့ကိုယ်ကိုသူ့စလိုင်းလားတေချအောင်ဆိုပြီးတွားကြည့်လိုက်တဲ့ချိန်မှာတော့သူ့ဟာတကယ်စလိုင်းဖြစ်နေပါတယ်။အဲဒီနောက်ခုနကအမောင်တဲကကောင်ကိုကြည့်လိုက်တဲ့ချိန်မှာတော့အဲဒီငကားကြီးကြီးကလည်းသူ့အနေနဲ့မုံတိုင်းငကားဖြစ်ပြီးတော့သူ့လိုစစ်မှန်တဲ့ငကားဒီကဘာပေါ်မှာ၄កောင်ပဲရှိရဲဆိုတာပြောပြပါတယ်။အဲဒီနောက်ငကားကြီးကလည်းမင်းကတိကိုမမှီရမလားလို့ပြောလိုက်တော့ဟိုကောင်ကလည်းမှတ်မိတာပေါ့ငါမင်းကိုမကြောက်ပါဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်စလိုင်းလေးကလည်းနောက်မှလာလိမ့်မယ်လို့ပြောလိုက်တာကြောင့်ငကားကြီးကလည်းနေပါအောင်မင်းကစလိုင်းဆိုလို့ရှိရင်ပုံမှန်တိုင်းဆိုလို့ရှိရင်စလိုင်းတွေကအတိညာမရှိကြဘူးဒါပေမဲ့မင်းမှာအတိညာရှိနေတယ်မင်း င်းကပြိုင်ဘက်ကင်းလားလို့မေးလိုက်တော့ပြိုင်ဘက်ကင်းဆိုတာကိုတော့မသိပေမဲ့ကျွန်တော်ကရင်းတော့ကလူသားဖြစ်ပြီးတော့ဓာတ်ထုတ်ခံအမိဒီဘွားကိုရောက်လာတာလို့ပြောလိုက်ပါတယ်။ဘွားကလည်းအော်ငါပြန်လဲဝင်စားခြင်းကိုတော့အခုမှမြင်ဘူးလားချင့်ခေါ်ရတဲ့လူတွေကိုတော့မြင်ဘူးတယ်ဆိုပြီးပြောလိုက်ပါတယ်။ စလိုင်းကလည်းအော်ဒါဆိုလို့ရှိရင်ဒီမှာဂျပန်လူမျိုးများရှိနေမလားဆိုပြီးတော့တွေးမိပါတယ်စလိုင်းကလည်းစင်ခေါ်ထားတဲ့သူတွေကိုသွားပြီးရှာအောင်မယ်လို့ပြောလိုက်တာကြောင့်နဂါးကြီးကလည်းစိတ်ကောက်သွားပါတယ်ဒါပေမဲ့အခုတန်းသွားမှာတော့မဟုတ်ဖ ೇನೆ ရန်ငယ်ငယ်တော့ဒီမှာနေဦးမှာပါလို့ပြောလိုက်တာကြောင့်နဂါးကြီးကလည်းပြောသွားပါတယ်အရင်နောက်စလိုင်းလေးကလည်းမင်းအနေနဲ့ချိတ်ပိတ်ခံထားတယ်လို့ပြောတယ်ဆိုအဲဆိုလို့ရှိရင်ဘာလို့ချိတ်ပိတ်ခံရတာလဲလို့မေးလိုက်တော့နဂါးကြီးကလည်းလွန်ခဲ့တဲ့နှစ်300နောက်ကမတော်တဆလူသားမျိုးနယ်ကိုတိုက်ခိုက်မိခဲ့တဲ့အဲဒီအချိန်မှာပဲသူရဲကောင်းတယောက်ယောက်လာကသူ့ကိုသွားပြီးတော့ချိတ်ပိတ်သွားတယ်ဆိုတာကိုပြောပြပါတယ်အဲနောက်သူကလည်းစင် င့်ခေါ်ထားတဲ့သူတွေကိုဆင့်ခေါ်ဖို့ဆိုလို့ရှိရင်မော်စရာအယောက်30နဲ့အတန်ကြာအောင်ဆင့်ခေါ်ရတယ်ဆိုတာကိုပြောပြထားပါတယ်။ slime ကလည်းသူပြောတာတွေကိုနားထောင်ပြီးတော့အော်တော်တော်ကိုဂိမ်းနဲ့တူလာပြီဆိုပြီးပြောလိုက်ပါတယ်။ slime ကလည်း38လလုံးလုံး FV ဖြစ်လာတာတောင်မှရင်တော်တော်ခံစားရတဲ့ဒါသာဆိုလို့ရှိရင်တော့ဘယ်တော့တောင်ခံစားရမလဲမသိနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့တော့ slime ကလည်းသူနဲ့တကယ်ချင်းလုံမလားလို့မေးလိုက်တာကြောင့်ဟိုကောင်ကလည်းမင်းလိုကောင်လေးနဲ့ငါကဘာလို့တကယ်ချင်းလုံရမှာလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ဒါဆိုလေကောင်မီလေးငါမင်းစီကိုမလာတော့ဘူးဆိုပြီးပြောလိုက်တာကြောင့်ဟိုကောင်ကလည်း ဲ့ဘာမှပြောမရဘဲနဲ့လှုပ်ဝင်ဆိုပြီးတော့သာပြောလိုက်ပါတော့တဲ့အဲဒီနောက်အဲဒီနောက်သူကလည်းအသက်ကြီးရင်းတဲ့သူနဲ့တငယ်ချင်းတောင်ဖြစ်သွားပြီပဲဆိုပြီးတော့ပြောလိုက်ပါတဲ့အဲဒီနောက်သူ့ရဲ့တွေ့ထဲမှာတော့တာမူရာဆိုတဲ့ကောင်ငါ့ရဲ့ hard disk ကိုဖျက်ကောဖျက်လိုက်သေးတာဆိုပြီးတော့တွေ့နေပါတဲ့တာမူရာရဲ့ဘက်မှာလည်းတကယ်မလို့သားကျွန်တော်လက်ထပ်ပြီးတော့သားလေးမွေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်သားလေးရဲ့နာမည်ကိုစံပိုင်းရဲ့နာမည်ဖြစ်တဲ့စာတူဆိုတဲ့နာမည်လေးကိုပေးလိုက်မယ်ဆိုပြီးပြောလိုက်ပါတဲ့ episode 1လေးကတော့ဒီမှတင်ဆုံးသက်သာပြီး bro အနေနဲ့တကယ်မလို့ ဒီဗီဒီယိုမှာ VPN ခံပြီးတော့မကြည့်လိုက်ဘူးဆိုရင်နောက်ဗီဒီယိုတွေမှာ location ပြောင်းလို့ရတဲ့ VPN လေးတွေခံပြီးတော့ကြည့်ပေးဖို့အတွက်မြန်တာရခင်ပါတယ်